အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆရာမလေးကစနေသားသမီးများအတွက် hostel နေ့ကိုတင်ဆက်ပေးချင်ပါတယ်အဲ့တော့စနေသားသမီးတွေကတော့ဒီကာလမှာစီးပွားရေးမှာစူးစမ်းနေရင်းနေပဲတခါတလေကြာလို့ရှိရင်အဲစူးစမ်းတဲ့လောက်အရာမထင်မနဲ့အကုန်လုံးအဲမျောမှန်းထားတဲ့ဟာတွေပေါ့နော်အိမ်မက်တွေပြိုလဲကြတဲ့ပုံစံမျိုးလေးတွေရှိနေတယ်ပေါ့နော်လက်ရှိမှာအဲ့လိုမျိုးခံစားနေရတဲ့အရာရာအခြေမခံလဲပြိုတာမျိုးလေးတွေအိမ်ရင်းမတမယာဖြစ်တာမျိုးတွေအနောက်ဆက်တွေ့တာမျိုးလေးတွေနော်ပြိုကျပျက်စီးပြီးတော့ အောင်မြင်မှုတွေအကုန်လုံးမျှော်လင့်ချက်တွေအားလုံးရေစုံမျိုးကားတဲ့ပုံစံမျိုးလေးတွေဆီမှာလေးရတော့တွေ့နေရတယ်။သို့တော်လည်းပဲအဲ့ဒီဟာတွေအကုန်လုံးကိုဆီမှာလေးရနမိတ်ဟောစတဲ့အောင်ကြာပြီးတဲ့အချိန်အနည်းစားပြီးပြန်နေအဆင်ပြေသွားမယ့်ပုံစံပေါ့နော်။နမိတ်ကောင်းလေးတွေတွေ့ရတယ်။လက်ရှိမှာတစ်ခါလေးကျရင်ကို့မှာအဲလက်ရှိနေတဲ့အိမ်ကနေပြီးတော့ဆွန့်ခွာပေးရတာပြောင်းသွားပေးရတာနော်ကိုလုံနေတဲ့ကိစ္စတွေအကုန်လုံးရပ်တန့်သွားတာ အဲရှေ့ကိုမြုံမှန်းလို့မရတာအဆရှိတဲ့ပြင်ပေါ့ဒါလေးတွေ့ရတယ်ပေါ့နော်ဆရာတူဆရာရောမိတ်ဆွေတူမိတ်ဆွေရောတငယ်ချင်းတူတငယ်ချင်းရော relationship မှာဆိုလဲအတူရောင်နေရှိနေတတ်တယ်တချို့ဆိုလို့ရှိရင်အဲ့လိုမျိုးကိုယ့်ပုံမှာကောင်းတဲ့သူလည်းဖြစ်နိုင်ပေမဲ့လေတချို့မကောင်းတဲ့သူတွေဆိုလို့ရှိရင်တော့တင်းလာနေနာမည်ပဲ့ထားတာမျိုးတွေတင်းလာနေအမီပါနေတာမျိုးတွေအဆရှိတဲ့ပြင်ပေါ့နော်အဲ့အဲ့လိုလူမျိုးတွေတဲ့မှာဒါပေမဲ့အဲ့လိုအကောင်လုံးကတော့မကောင်းလို့တော့မဆိုလို့ဘူးကိုယ်နဲ့တဟဆာတာမဖြစ်တဲ့သူတွေကိုကြည့်လိုက်တဲ့အခါမှာအဲ့လိုနင်းနေနေပါနေတာမျိုးတွေတွေလည်းဖြစ်နိုင်နေပေါ့နော် နောက်တစ်ခုကကြတော့တောက်ကြံနေတဲ့ပတ်သက်တဲ့သွတ်တန်တစ်တဲ့အလုပ်ကိစ္စတွေအောင်မြင်မှုနဲ့ပတ်သက်တဲ့ကိစ္စတွေအဲအဲ့လိုအရာတွေမှာပေါ့နော်အနောက်ရက်ကလေးတွေဝင်နေတာမျိုးလေးတွေ့ရတယ်ဒီသာသာရှင်နေဒီနီနာမှာမီးလန်းတက်တာမျိုးတွေကိုသွားနေတဲ့နေရာမှာမြင်နေကြနေရာမှာမြင်နေကြအရာတွေတွေ့နေကြအရာတွေမတွေ့တော့ဘူးမမြင်တော့ဘူးဆိုလို့ရှိရင်တော့အမတမကယူဆိုင်ရပါမယ်။နော်မြင်နေကြတွေ့နေကြအရာမှာမြင်အရာတွေကိုမသွားနေကြနေရာတွေမှာမတွေ့တော့ဘူးဆိုလို့ရှိရင်နောက်တစ်ခါကျတော့အဲဒီ အရာတွေမရှိတော့ဘူးမီးလန့်တာမျိုးတွေကြားရတဲ့ကြုံနေရက်စီအနေဝါယာရှော့တွေဖြစ်တယ်ဒါပေမဲ့စီပူမီးပူရင်ွေးပူလောင်နေအဲ့လိုမျိုးအပူတွေတစ်ခုခုဖြစ်တယ်ဆိုလို့ရှိရင်မီးမီးဝစ်ထားမီးမီးဝစ်ထားတဲ့အင်ဂျီတစ်ခုခုပေါ့နော်အင်ဂျီတစ်စုံကိုအဲဆွန့်ပစ်ပြီးတော့အဲဒီပေါ့နော်ကိုရှိရအပူတော့ကတွေဖိရှားအောင်လုပ်ပေးပါပြီးတော့ထီတွေပါရတော့ပောက်တက်တယ်ရှင်ထီထိုးပေးပါနောက်တစ်ခါကျတော့ဒီဇာတာရှင်တွေမှာဘဝမှာအဲကိုကောင်းတဲ့မိတ်ဆွေတွေနဲ့ ကောင်းတဲ့တငယ်ချင်းတွေနဲ့ကောင်းတဲ့သူတွေနဲ့ဆိုရင်အကြာကြီးပေါင်းသင်းဆက်ဆံရတဲ့နေမှာမပါဘူး။ကောင်းတဲ့သူတွေနဲ့ဆိုရင်တေခွဲသူမဟုတ်ရှင်ခွဲဘဝမှာကွဲကွာတတ်တယ်။ကိုယ်ကောင်းတဲ့သူတွေဟာဒါမှမဟုတ်လည်းလက်ရှိကာလမှာဖြစ်နေတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်။အဲဆီယမ်မာလေးအဲ့တော့ကံမကောင်းတာတွေများတယ်ဘဝမှာပဲရှင်ကံကောင်းမလဲဆိုလို့ရှိရင်အခုဆယ်လာပိုင်းကနေစပြီးတော့ကိုယ့်ရဲ့ကံကြမ္မာကပြောင်းလဲမှုတွေအတိတ်တပံစတင်နေတာမျိုးဆီယမ်မာလေးတွေ့ရတယ် နော်နောက်တစ်ခါကျတော့ကိုယ့်ကိုချစ်တဲ့သူတွေပေါ်လာတာမျိုးတွေအဆရှိသဖြင့်ဆီမှာလေးကတော့တွေ့ရတယ်လက်ရှိမှာတော့ကိုယ့်ရဲ့ကံတွေဟောင်းမိုက်နေတယ်အဲ့ဒီအမှောင်တို့ကိုရှင်းလင်းပြီးတော့ကိုကတန်ပူကောင်းလာတော့မယ့်အနာဂတ်တစ်ခုကိုတွေ့ရတယ်ကျယ်ဒီလာတွေလည်းလင်းလန့်လေဆိုပြောမယ်ဆိုပွင့်လင်းရည်လေးရောက်ပြီလေဇာတာရှင်တို့ရဲ့ကံတကယ်ကိုဒါတိုက်ဆိုင်နေအဒီဟောဇရန်နဲ့လေကိုကအိုက်ညင်နေပါလိမ့်မယ်ဘာလို့လဲဆိုပွင့်လင်းရည်လေးရောက်ပြီကျယ်ဒီလာတွေရတယ်အေးအေးဆေးဆေးနဲ့ထွက်လာပြီ အဲပွန်လင်းရနေရောက်ပြီဆိုလို့ရှိရင်မီးတွေလင်းပြီဟာလားမီရှူမီဘန်းတွေအဲဒီတရင်ကြွတဆောင်နေဆိုတော့နော်မီရှူမီဘန်းတွေအဲဖောက်ကြပြီအဲ့လိုမျိုးပုံစံပုံစံပေါ့အဲ့လိုအခုဒီလိုအချိန်ကနေစပြီးတော့တင့်ရကန်ကျမအတစ်တပံပြောင်းလဲပြီဆိုတဲ့ပုံစံမျိုးဆီမှာလေးကတော့တွေ့ရတယ်နော်အဓိကတော့ကိုယ့်ရဲ့ soul connection ကိုယ့်ရဲ့နောက်တစ်ခါကျတော့ကိုယ့်ရဲ့နှလုံးသားနော်ကိုယ့်ရဲ့နှလုံးသားထဲမှာခံစားရတဲ့အရာတွေအားလုံးကပြည့်ပြည့်စုံစုံနဲ့ဖြစ်လာတော့မယ်အခုလာမယ့် ဆယ်လာပိုင်းကနေစပြီး12လပိုင်းမှာတိတိတတ်တာနဲ့ကံအပြောင်းလဲမှုဖြစ်လာတယ်မြဲ12လပိုင်းမှာကျတော့ကိုဒီဘဝမှာအဲဘဝအတွက်ပို့ပြီးတော့ကောင်းမွန်တဲ့အရာတွေကိုဖြတ်တန်းမှုအတွက်ကိုအင်အားအပြည့်နေပေါ့နော်တခုခုဖြတ်တန်းတော့မယ်တခုခုပြောင်းလဲတော့မယ်ဆိုပြီးတော့ကိုစိတ်ကိုအတိတ်ပြန်ပြောင်းလဲတော့မယ်ဆိုပြီးတော့ ကယ်ကိုခီးတစ်ခုထွက်တော့မယ်ပေါ့ဘဝအတွက်ခီးတစ်ခုထွက်တော့မယ်ဆိုပြီးတော့ပိုကောင်းတဲ့အနာဂတ်တကူစီစဉ်နေတဲ့သူမျိုးပေါ့နော်အဲ့လိုအနမိတ်မျိုးဆီမားလေးတွေ့ရတယ်။နောက်ပြီးတဲ့အခါမှာချစ်သူကြီးသားတွေအိမ်တော်ပြုဖို့တိုင်ပင်ဆွေးနွေးနေတာတွေလည်းအဆင်ပြေကောင်းပြေဖို့အလားအလာတွေလည်းတွေ့ရတယ်။အဲ့တော့အောင်တပြေပန်းဖះမှာလှူပေးပါ။ပြီးတော့ဆီမားလေးဟိုစတန်ကိုကြားပြီးရဲ့နောက်ရက်မှာဒါမှမဟုတ်နောက်နေ့တွေမှာတိန်နေအများကြီးကိုကောင်းကင်မှာမှာတွေ့ရတာမျိုးတွေဟလာအဲဘန်းတွေအများကြီးတွေ့ရတာမျိုးတွေဒါမှမဟုတ်လည်းနောက်တစ်ခွက်ကျတော့ငှက်တွေအများကြီးអော်တဲ့တန်ငှက်တွေအများကြီးရဲ့ အဲနော်ငှက်တွေအများကြီးမဟုတ်လဲငှက် တကောင်ဆိုလဲရတယ်နော်ငှက်အတန်ကြီးကြားတာမျိုးတွေမွေတွေ့တာမျိုးတွေနော်မွေနဲ့တူတဲ့အကောင်ကြီးတွားတွားနေတာကိုတွေ့တာမျိုးတွေဒါမှမဟုတ်လဲအဲဒီဇလန်းတွဲတွေဒါမှမဟုတ်တခုခုတနေရရမှာလူအများကြီးကိုအောပါပေးနေတဲ့အဲဒါမှမဟုတ်လူအများကြီးကိုမင်ကွန်းချွေနေတဲ့အဲလူတယောက်ကိုတွေ့တာမျိုးတွေဒါမှမဟုတ်အဲ့လူတယောက်ကိုလူတွေကအောပါပေးတာမျိုးမြင်နေတာမျိုးတွေဆိုရင်တင့်ကန်ပို့ပြီးရခုတက်ကောင်းမွန်မယ်လို့ဆရာမလေးကတော့ပြောခြင်းနဲ့လက်ရှိမှာအဲနောက်တစ်ခါကျတော့ ဒီပေါ့နော်ဆန့်ကျင်ဘက်လိန်အချင်းချင်းဆွဲဆောင်မှုအပြည့်ရှိနေတဲ့အချိန်ကာလလို့ဖြစ်တဲ့အတွက်ဒီကာလမှာအဲချစ်သူရည်စားမရှိတဲ့သူတွေချစ်သူရည်စားရမယ်အင်အောင်ပြုတ်စီစဉ်နေဆိုရင်လည်းအများဆုံးအင်အောင်ပြုတ်ပြတဲ့သူတွေတွေ့ရတယ်အနေအထိုင်လေးတွေကတော့ဆင်ကျင်ပြဖို့လိုအပ်တယ်မလိုလားတဲ့ပြဿနာတွေမဖြစ်အောင်ပေါ့နော် ဲ့တော့ဒီကာလမှာတစ်ခါလေ့ကျက်လို့ရှိရင်အုံနောက်နဲ့နှလုံးသားနဲ့စဉ်းစားရတဲ့အချိန်တွင်ပေါ်တင်ပြီးစဉ်းစားရတဲ့အချိန်ကာလတွေဖြစ်တယ်။လေဘရာယာတီကွင်ရောက်နေတဲ့အချိန်မှာတချို့ဆိုလို့ရှိလို့ရှိရင်ဒီအော်တိုဘာမှာဆိုလို့ရှိရင်အဲစဉ်းစားရခက်တဲ့ကိစ္စတွေရွေးချယ်မှုမှားမှာဆိုလို့ချီတုံချတုံဖြစ်နေကိစ္စလေးတွေဖြစ် တတ်တယ်ပေါ့နော်။အဲ့ဒါလေးတွေတော့သတိထားစေချင်တယ်။အဲအနာဂတ်မှာတော့အဲနောက်တစ်ခါကျတော့ ကိုယ့်ရဲ့အောင်မြင်မှုတွေစီးပွားရေးတွေအဆင်ပြေလာဖို့ရှိတဲ့အတွက်ကျမကြီးကတော့ဂယူဆိုင်မှာကျမကြီးကပါဂယူဆိုင်မှာလို့ဆိုတော့နားနဲ့ပတ်သက်တဲ့ကျမကြီးတွေအထူးဂယူဆိုင်စီကျမတယ်။ကဲအဲ့တော့စနေသားသမီးတွေအိမ်မှာအဲအဓိကအောင်တပြေပန်းကတ်လူမယ်ပန်းသီးငါးလုံးကတ်လူမယ်ပြီးတဲ့အခါဟိုဟာ sorry မွေတွေးပြီးအဲနောက်တစ်ခါကျတော့ဆီမာလေးပြောတဲ့ညက်တွေတွေးပြီးနော်ပြီးတဲ့အခါမှာအဲ့လိုတိမ်နေအညာကြီးကိုတွေးပြီးဆိုလို့ရှိလို့ရှင်ဒီ ပိုကန်ကောင်းမှုငကစားလှူပေးတာနွားနုလှူပေးတာပြီးတဲ့အခါမှာနှင်းစီပန်းအနီရောင်လှူပေးတာဒါလေးတွေအများကြီးလုပ်ဆောင်ပေးလို့ရပါတယ်အဲယခုကနေစပြီးတော့အောင်မြင်ပြည့်စုံတဲ့နေရက်တွေကိုရရှိတော့မှာဖြစ်တဲ့အတွက်ယခုချိန်ကနေစပြီးတော့စနေသားသမီးလေးတွေအားလုံးအနာဂတ်အတွက်ကိုအလင်းတက်တွေအများကြီးလှူပေးပါဘာသာရေးတွေအများကြီးလုပ်ပေးပါပရိတ်ကြီးဆက်တက်တုပ်ကိုလည်းမပြတ်မကွက်ရွတ်ဖက်ပေးပါလူဆရာမလေးရတဲ့အကြံပေးခြင်းပါတယ်ဂျေစုအများကြီးတင်ပါရှင်